အနာဂတ်မှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်အဖြစ်ရည်တည်ဖို့အတွက်ဖေပညာရေးလမ်းကြောင်းကိုရှောက်လိုက်ရမှာလေမဲပွဲတွေကိုယူရမှာလေဒါမှမဟုတ်တင်ကနိုင်ငံတကာပညာရေးလမ်းကြောင်းကိုရှောက်လန်းနေနေတဲ့တူလားမြန်မာနိုင်ငံတွင်းမှာပဲနေပြီးနိုင်ငံခြားဘွဲကိုရယူနေတဲ့တူလားမြန်မာနိုင်ငံတွင်းမှာပညာသင်ကြားပြီးနောက်ဆုံးနှစ်ကိုနိုင်ငံခြားကိုသွားရောက်ပြီးတော့မှပညာဆက်လက်သင်ကြားနေတဲ့တူလား ာရီယာလိုတွင်ဇူလိုင်လတရနေ့မှာဖွင့်ရမယ် LPU International College ရဲ့ B Honan Business Management ကိုခေါ်တဲ့စီးပွားရေးမှာကောင်းမှုဆိုင်ရာဖွဲ့ခူကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မြန်မာပြည်ရဲ့နှလုံးသားဖြစ်တဲ့မန္တလေးမြို့မှာရင်းပညာရေးအနာဂတ်ကိုနိုင်ငံတကာဆင့်တန်းနဲ့အညီတည်ဆောက်လို့ရပါပြီ။ မန္တလေးမြို့မှာတက်ရောက်ပြီးစီးပွားစီမံကောင်းမှုဆိုင်ရာ UK ဒီဂရီ EU ဒီဂရီနဲ့ Singapore Indo ဒီဂရီများကို LBU မှာတက်စီရယူနိုင်ပါပြီ။ဟုတ်ပါတယ်။မြန်မာပြည်ရဲ့အကြီးမားဆုံးမြို့ကြီးဖြစ်တဲ့မန္တလေးမြို့မှာနိုင်ငံတကာအဆင့်မြင့်ပွဲတစ်ခုရဖို့ခွင့်လန်းကို LBU International College မှာရရှိနိုင်ပါတယ်။မိမိရဲ့ပညာရေးအနာဂတ်အလုပ်ကိုင်ရီမှန်ချနဲ့ကိုင်ရီတဲ့ပရိုဂရမ်များကိုရွေးချယ်တက်ရောက်နိုင်ပါတယ်။ စီပေါင်းပြည်မှန်ခံဝင်မှုနယ်ပယ်မှာရှောက်လန်းကျင်တူတွေအတွက် LPU International College မှာဖွင့်လှစ်ထားတဲ့ပတ်ဝေးပရိုဂရမ်များကမတူညီတဲ့အကျိုးရရှိမဲ့အရေးချင်းတွေကိုတိစောက်ပေးနိုင်ပါတယ်။ကျောင်းသားကျောင်းသူများအနေဖြင့်မိမိတို့ပညာရေးအလုံးကိုင်ရင်မှန်းချက်များနဲ့ကညီတဲ့ပရိုဂရမ်များကိုရွေးချယ်နိုင်ရန်အတွက်လည်း LPU မှာ UK, EU နဲ့စင်ကာပူအင်ဒိုအစားရှိတဲ့ပတ်ဝန်းများကိုလည်းဖွင့်လှစ်ထားပေးလျက်ရှိပါတယ်။ UK ဒီဂရီကိုရွေးချယ်ထားသူတွေအနေနဲ့ UK နိုင်ငံရှိ University of the Warsaw England UWE Festo မှာတိုက်ရိုက်ပရတဲ့ပွဲကို LPU မှာနှစ်နှစ်တက်ရောက်ပြီးနောက်ဆုံးနှစ်ကို UK နိုင်ငံတို့တွားရောက်ပြီးတင်ယူနိုင်မှာဖြစ်ပါတယ်။ UWE အနေနဲ့ The Guardian University Guide 2025မှာ overall ranking 64ရရှိထားပြီး ranking အမြင့်ဆုံး UK ထိပ်တန်းတက္ကသိုလ်တွေအားတစ်ခုဖြစ်ပါတယ်။ EU degree အနေနဲ့ Switzerland နိုင်ငံရှိ Swiss School of Business Research SSPR မှာပြည့်ရတဲ့ဘွဲ့ကိုရရှိမှာဖြစ်ပါတယ်။ Singapore Indo Degree အနေနဲ့ LPU International College မှာပေးရတဲ့ Singapore Indo Degree ဘွဲကို LPU မှာ UK Curriculum အများဖြင့်သင်ကြားပို့ချပေးပြီးကုန်ကျစရိတ်သက်သာစွာဖြင့်ရရှိမှာဖြစ်ပါတယ်။စားတဲ့ UK EU နဲ့ Singapore Indo Degree များကိုရွေးချယ်နိုင်ပြီးမြတီဒေတာကမဲ့ဆို online classroom တက်ရောက်နိုင်တဲ့အပြင် PT ဝိကန်အတန်းများကိုပါရွေးချယ်တရောက်နိုင်မှာဖြစ်ပါတယ် IELTS Grand Level and 4 Final ညီများတဲ့ Pre Intermediate နဲ့ Intermediate Level English တင်နာများကိုလည်းအခမဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ် BE Honors and Business Management Program ကို25%မှ100%အထိ Scholarship များလည်းလျှောက်ထားနိုင်ပြီးတည့်ရပညာရေးစွမ်းရည်ကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်နိုင်ငံတကာစစ်မီပညာရေးဖြစ်တဲ့အညီအရေးချင်းတဲ့တွေးကြုံရှိတဲ့ Professor များနဲ့ပူးပေါင်းပြီးတည်ယူခြင်းအား ားဖြင့်မိမိရဲ့ယုံကြည်မှုစိတ်ကူးစိတ်ဓာတ်များကိုတိုးတက်စေမှာဖြစ်ပါတယ်။စာပြေတင်နာမကလက်တွေ့တွင်အသုံးချနိုင်ရန်အသွေးချုံကောင်းများရရှိစေရန်ရည်ရွယ်ရေး Group of Company များ Organization များဖြင့်ချိတ်ဆက်ပြီးအလုပ်တင် Internship များလည်းစီစဉ်ထားရှိပါရဲ့ရှင်။အနာဂတ်မှာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်ရည်တည်ဖို့ကုန်ကျစရိတ်တက်တက်တတာနဲ့နိုင်ငံတကာအဆင့်မီပညာရေးပွဲကိုရရှိဖို့ မြန်မာနိုင်ငံမှာပဲနှစ်တက်ရောက်ပြီးနောက်ဆုံးနှစ်ကိုနိုင်ငံသားမှတက်ရောက်ဖို့စလာရီအတွက်ဇူလိုင်လ3ရက်နေ့မှာဖွင့်လှစ်မယ် LPU International College ရဲ့ BE Hotel and Business Management ကတင်အတွက်ဖြစ်ပါတယ်ဇူလိုင်လ3ရက်နေ့မှာဖွင့်လှစ်မယ် LPU International College ရဲ့ BE Hotel and Business Management Program ကိုသက္ကသိုလ်ဝင်တဲ့အောင်မြင်ပြီးသူများ Foundation Diploma အောင်မြင်ပြီးသူများ International High School of Music တို့များ IGCSE, GCE, A Level, GED အောင်မြင်ပြီးသူများတက်ရောက်နိုင်ပါတယ်ရှင်။ Scholarship တွေလည်း100%အထိပေးနေကြတာမလို့ရှောက်ထားလို့ရနိုင်ပါတယ်။အသေးစိတ်ပုံစံမြင်မြင်ခြင်းနဲ့ဆိုရင်၃၉ကို965 3040တင်က39965 3040တက်6တို့ကိုရုံးကြံရံတွင်မနေ့9နာရီကနေညနေ9နာရီအထိအခမဲ့ဆွေးနွေးတိုင်းမြင်နိုင်ပါတယ်။ ဒီကိုယ်တိုင်လာရောက်စုံစမ်းခြင်းနဲ့ဆိုရင်6868ကျ53လမ်းမှာရှိတဲ့ LPU International College ရဲ့ campus ကို လာရောက်ပြီးတော့မှဆွေးနွေးနိုင်ပါတယ်။